လက်ပြင်ကိုင်းတာကခန္ဓာကိုယ်ကိုယ်နေဟန်တာကြီးရဆိုးစေမကပဲနဲ့လက်ပြင်ကခဏခဏငုတ်တက်တာရပ်ပဲအိတ်တဲ့အခါပတောင်ပတာမဖြစ်စေတာစတဲ့ပြဿနာတွေကိုလည်းဖြစ်စေနိုင်မှာဒီနေ့မှာတော့ဒီပြဿနာတွေကိုဖြေရှင်းပေးမဲ့လေ့ကျင့်ခန်းစာပြည့်ကိုမျှဝေပေးသွားပါမယ်။အရင်ဦးဆုံးလက်ပြင်ဘာလို့ကိုင်းရလဲဆိုတာကိုပြောပြပါလက်ပြင်ကိုင်းနေဆိုတာဒီ shoulder blade တွေသူ့နေရာနဲ့သူ ရှိမနေဘဲနဲ့ထောင်နေတာမျိုးကိုပြောတာဖြစ်ပါတယ်။ဒါဟာ အဲ့ဒီ shoulder blade တွေကိုသူ့နေရာထိမ့်ပေးရမယ် serrated anterior လို့ခေါ်တဲ့ကျက်သားတွေလို့တလောက်မတန်ပါလို့ပါပြီးတော့ကျွန်တော်တို့ရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုနေဟန်ထားမမှန်ဘဲနဲ့လှုပ်ရတဲ့အလုပ်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါချင်းရေဘက်နဲ့နောက်ကျောမှာရှိတဲ့ကျက်သားတွေညချင်မညင်လဲလက်ပြင်ကိုင်းနိုင်ပါတယ်အဲ့ဒီလိုလက်ပြင်ကိုင်းတာကိုပြုပြင်ပေးနိုင်မယ်နေ့ကျင်ငယ်၅မျိုးကတော့နံပါတ်1 wall slide ပုံမှန်ပြလာတဲ့အတိုင်းနေရာကိုကျောနဲ့တသားလေးဖြစ်အောင်ကပ်ပြီးတော့လက်ကိုအပေါ်ကနေအောက်ကိုဆွဲချပါဤအပေါ်ကိုပြတ်ပြင်းပါဒါမျိုးအချိန်30လုံးကျောရနေဒီကျောထိပြုလုပ်နိုင်ပါတယ်နံပါတ်1 scapula push up plan အနေထားနဲ့နေလိုက်ပြီးတော့လက်ကိုမလှုပ်ဘဲနဲ့ကျွန်တော်တို့ရဲ့လက်ပြင်အောက်အသုံးပြုပြီးတော့ခနာကိုအပေါ်တွန်းတင်ပါဒီအောက်ပြန်ချပါဒါမျိုးအချိန်30လုံးကျောပြုလုပ်နိုင်ပါတယ် scapula retraction ဒါကတော့အိမ်မှာရှိတဲ့ rubber joint တစ်ခုခုအသုံးပြုပြီးတော့ဥမာပြထားတဲ့အတိုင်းကျူလို့ရမှာဖြစ်ပါတယ်အချိန်30လုံးကျော်ထိပြုလုပ်နိုင်ပါတယ် number 4 wall serrated punches ဒါကတော့ပုံမှန်ပြထားတဲ့အတိုင်းဗတ်တက်ဒီခါမဲ့နေရာကိုလက်ကိုဆန့်ပြီးတော့တွန်းထုတ်ပါပြီးရင်လက်ကိုမကွေးဘဲနဲ့ခန္ဓာကိုယ်အပြင်ကိုတွန်းထုတ်ပါပြီးရင်အထက်ကိုပြန်ဆက်သွင်းပါဒါမျိုးအချိန်30 ၄ job ပြုလုပ်နိုင်ပါတယ်။ Number 5 Pro YWD ပုံမှန်ပြထားတဲ့အတိုင်းကျန်းကျင်ပုံမှာမှောက်ရနေထားနေနေပြီးတော့လက်ကိုဝိုင်းပုံစံနေထားကိုပြုလုပ်ပါ။ပြီးရင်တင်လိုက်ချလိုက်အချိန်30ပြုလုပ်ပါ။ပြီးရင်လက်ကို W အနေထားပြောင်းပြီးတော့တင်လိုက်ချလိုက်အချိန်30ပြုလုပ်ပါ။နောက်ဆုံး T အနေထားပြောင်းပြီးတော့လက်ကိုတင်လိုက်ချလိုက်အချိန်30ပြုလုပ်နိုင်ပါတယ်။ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FGFN channel လေးကနေပြီးတော့နေ့စဉ် fit နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူဆပါတွေကိုလေ့ပမိကြရှင်းလင်းပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားပြီးတော့ကြားသိကျင်တာများကိုလည်း comment မှာဝင်ရောက်မြင်ပြသွားလို့ရပါတယ်အဆုံးထိကြည့်ပြီးတာကျေးဇူးတင်ပါတယ်